စိုက်တုံမြို့နိုင်2025ခုနှစ်66ကြိမ်မြောက်ကမ္ဘောဇာတကွန်ဆိုင်ဖလားကောက်တီရိုက်ပြိုင်ပွဲဖွင့်ပွဲကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်။ရှမ်းပြည်နယ်ရှိပိုင်းစိုက်တုံမြို့နိုင်2025ခုနှစ်66ကြိမ်မြောက်ကမ္ဘောဇာတကွန်ဆိုင်ဖလားကောက်တီရိုက်ပြိုင်ပွဲဖွင့်ပွဲကိုဒီဇင်ဘာလ3ရက်နေ့နနက်7:00နာရီကစိုက်တုံမြို့ရွှေတူရီကန်ကောက်ကလပ်တွင်ကျင်းပခဲ့ပါတယ်။ ဥစွာသရီကန်ဒေတာတိုင်းစစ်ဌာနချုပ်တိုင်းမှဘိုချုပ်ဆိုးလိုင်းကအဖွင့်အမားစကားပြောကြားပြီးပြည်내လူမှုရေးအဝင်ကြီးဥမမင်းလွင်ကအမားစကားပြောကြားခဲ့ပါတယ်။ထို့နောက်2024ခုနှစ်တွင်ကမ္ဘောဇာတကွန်ဆိုင်ဖလားရရှိသည့်ရှမ်းပြည်နယ်တောင်ပိုင်းအောင်မန်းမြို့နယ်အတင်းမှာကမ္ဘောဇာတကွန်ဆိုင်ဖလားကိုပြည်내လမ်းပန်းဆက်သွယ်ရေးအဝင်ကြီးဥနေဝင်းအောင်ထပ်ပြန်လေးအနံခဲ့ပါတယ်။ ထို့နောက်တိုင်းမှုနဲ့တာဝန်ရှိသူများကပြိုင်ပွဲဝင်အားကစားသမားများအားလိုင်းလံနှုတ်ဆက်ကြပြီးသရီကန်ဒေတာတိုင်းစစ်ဌာနချုပ်တိုင်းမှုဘိုးချုပ်ဆိုလိုင်းပြည်နယ်လူမှုရေးအဝန်ကြီးနဲ့ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့ကပြိုင်ပွဲကို smoke ball ရွေးဖွင့်လှစ်ပေးပြီးစုပေါင်းမှတ်တမ်းတင်တဲ့ပုံရိုက်ကူးကြကြောင်းသိရပါဗျာ အဆိုပါ66ကြိမ်မြောက်ကမ္ဘောဇာတကွန်ဆိုင်ဖလားကောက်တီရိုက်ပြိုင်ပွဲတွင်အမျိုးသား55သင်းအမျိုးသမီး9သင်းစုစုပေါင်း64သင်းပါဝင် ရှင်ပြိုင်ကြပြီးပြိုင်ပွဲကိုဒီဇင်ဘာလ3ရက်နေ့မှ9ရက်နေ့အထိရှင်ပြိုင်သွားကြမည်ဖြစ်ကြောင်းသိရှိရပါတယ်ရှင်။